မင်္ဂလာပါရှင့်ဒူကလာဖြစ်သူလန် channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့အခုလက်တလောအရန်စိတ်ရှုပ်မှုကောင်းလို့ဝင်နေတဲ့ spam sms တွေဝင်လာတဲ့ပတ်သက်ပြီးတော့ဘာတွေအနေရရှိနိုင်လဲဘယ်လိုမျိုးတွေကာကွယ်ရမလဲဒီလိုမျိုး sms တွေဝင်မလာအောင်ကိုရီးယားဖုန်းတွေမှာဘယ်လိုလုပ်ထားလို့ရလဲစတာတွေကိုဒီဗီဒီယိုလေးထဲမှာပြပေးသားပါမယ်ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်နော် ။ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ်။အခုတော့ဒီဝင်လာတဲ့ SMS တွေကဘလို့လဲအရာမထင်ပါဘူး။ပြီးတော့လေဘလောက်ပဲပြန်ဆဲဆဲကိုသားပဲဆဲမော်ကြီးဖြစ်သွားမယ်။သူ့ဘက်ကတော့မတူညီရဲ့ဖုန်းနံပါတ်တွေနဲ့နေ့စဉ်နေ့စဉ်ကိုစီကိုပို့နေမှာပါပဲ။အဲ့တော့ဒီလိုမျိုး SMS တွေကိုစီဝင်မလာအောင်ဘလို့ကောက်ွယ်ကြမလဲ။ iOS user တွေအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုအရင်ပြပြပေးပါမယ်။ Setting တွေကိုဝင်လိုက် ပြီးရင်ဒီမှာတွေ့ရတဲ့ notification ဆိုတာလေးကိုစောက်ဝင်ဒီအောက်ကလေးကိုဆွဲပြီးတော့ message ထဲကိုဝင်လိုက်ပါဒီအောက်ဆုံးလေးကိုဆွဲပြီးရင်ဒီမှာရှိတဲ့ customize notification လေးတွေကိုစောက်ဝင်ဒီမှာတွေ့ရတဲ့ unknown sender ဆိုတာလေးကို off ပေးလိုက်ရင်အခုလိုမျိုး မသိတဲ့ဖုန်းနံပါတ်တွေကနေပို့တာတွေအကုန်လုံးကကိုယ့်စီကိုဝင်မှာမဟုတ်တော့ပါဘူး။ Android user တွေအနေနဲ့ကတော့ Google Message ဆိုတဲ့ application လေးကိုသုံးပြီးတော့ unknown number တွေကနေလာတဲ့ message တွေကို auto block ခိုင်းလို့ရတယ်။ဘလို့သုံးမလဲတခါလဲပြပေးမယ်နော်။ Play Store မှာ Google Message လို့ရိုက်ရှာလိုက်ပါ။ပြီးရင် install လေးလုပ်ပေးလိုက်။ install လုပ်ပြီးသားရင် open ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒီမှာ message ပေါင်းနဲ့ချိန်ထားတဲ့ Gmail account တစ်ခုခုနဲ့ရွေးပေးလိုက်။ အဲ့လိုမျိုးလေရွေးပြီးသားပြီဆိုရင်အောက်က continue ဆိုတာလေးကိုနှိပ်ပြီးတော့အကောင့်ဝင်ပေးလိုက်ဝင်ပြီးသားပြီဆိုရင် spam message တွေအပို့ခံရတာကိုကာကွယ်ဖို့အတွက်ဒီညာဘက်အပေါ်က profile လေးကိုနှိပ်လိုက်ဒီအောက်က message setting ဆိုတာလေးကိုဝင်ဝင်ပြီးသားရင်အောက်ကိုနည်းနည်းလေးဆွဲချလိုက်ဒီမှာမြင်နေရတဲ့ spam protection ဆိုတဲ့နေရာလေးကိုဝင်ပေးလိုက်ပါ ီးသားရင်တော့ Anivel Span Production နေရာရဲ့ဖေးကဒါလေးကိုဖွင့်ပေးလိုက်အဲ့ဒါလေးဖွင့်ပေးလိုက်ရင်အခုလိုမျိုး spam message တွေဝင်မလာနိုင်တော့ပါဘူးကိုကလေ OTP ကုတ်တောင်းရင် မကြမှာလဲစိတ်ပူစရာမလိုဘူး OTP ကြလာရင်ကိုကကုတ်ကို note တရနေတစင်အခုလိုမျိုး copy လို့ရတာကြောင့်မလို့ OTP တွေပါရင်မကြမှာလဲစိတ်ပူစရာမလိုပဲနဲ့အဆင်ပြေသွားမှာပဲဖြစ်ပါတယ်။တကယ်လို့ပေါ့နော်ကိုကအဲ့လိုမျိုးကြီးအကုန်လုံးတင်းကျုံးပြီးတော့မဘလော့ချင်ဘူးဆိုရင် keyword နဲ့ဘလော့တာမျိုးလည်းလုပ်လို့ရပါတယ်။ ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ဖုန်းထဲက call setting တွေကိုဝင်ပြီးရင် block list ထဲကိုဝင်ဒီ SMS block list ဆိုတာလေးကို ထပ်ပြီးရောဝင်ပေးပြီးရင်ဒီအောက်က keyword block list ဆိုတာလေးကိုထပ်နှိပ်ဒီနေရာလေးက app ဆိုတာလေးကိုနှိပ်ပြီးတော့တို့ပို့လို့ရှိရဲ့စကားစုတွေကိုရိုက်ထည့်ပေးပါဥမာဘလိုတွေဖြစ်မလဲဆိုရင်ဒီမှာဆိုမြင်ရရယ်เนาะ တော့ .net တော့ .cc တော့ဟာအဲ့လိုမျိုးတွေ .1 တော့ .bonus တော့အလွယ်တကူတော့လွယ်ကူတော့အမြက်အစွန်းတော့ကစားတော့ဒီမှာဆို slot တော့ slot တော့ gain တော့သွင်းငွေတော့ဒီမှာ percentage တင်ကြတာလေးတွေငွေတော့အနိုင်ရတော့ online တော့အစားရှိတဲ့ပြပေါ့နော်ဒါတို့ပို့နိုင်တဲ့ဟာတွေအကုန်လုံးတို့ပို့နိုင်တဲ့စာတွေအကုန်လုံးကိုကိုက key word အနေနဲ့ထည့်ထားပေးလိုက်မယ် ဒါကတော့ဒီမှာပြပေးသွားတဲ့ဟာတွေထည့်လိုက်တဲ့ဟာတွေကကြာတော့နမူနာထည့်လို့ရတဲ့ keyword လေးတွေကိုပြပေးသွားတာပါ။ဒါလေးတွေရိုက်ထည့်ပြီးတော့စိတ်လိုက်မယ်ဆိုရင် keyword block လောက်တာလေးလည်းအောင်မြင်သွားပြီပဲဖြစ်ပါတယ်။ကဲအခုပြပြသွားတဲ့နီလန်လေးကကြာတော့ keyword နဲ့ block သွားတာမျိုးပါ။ပြီးတော့လေအခုလိုမျိုးတို့တွေပို့တဲ့ link တွေကိုနှိမ်မကြည့်ရတော့အကောင်းဆုံးပါပဲ။ဘာလို့လဲဆိုရင်ဒီ link တွေကနေတဆင့် သူတို့ရဲ့ software တွေကိုဒေါင်းပြီးတော့ install လုပ်မိရင်အခုခဏခဏဖြစ်နေတဲ့ KPI အဟက်ခံရပြီးတော့ငွေပါတာတွေကိုယ့်ရဲ့ personal အချက်အလက်တွေခိုးယူခံရတာတွေဖြစ်လာနိုင်တဲ့အနေအထားရှိတာကြောင့်မို့လို့ software ကပြပြပေးသွားတဲ့အပေါ်ကနီးလန်းတွေနဲ့ကာကွယ်ရပဲဖြစ်ဖြစ်အဲ့လိုပို့တာတွေကိုကိုကလုံးလုံးလည်လည်လိလူရှုလိုက်တာပဲဖြစ်ဖြစ်လုပ်တင်ပါတယ်အားလုံးပဲအခုလိုမျိုးခေတ်ကာလမှာအလိန်ညာတွေကနေပြီးတော့ကင်းဝေးကြပါစေနော် မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။